အလောင်းယေရှုနာမနဲ့မိကလာပါဒီကနေ့မှာတော့ခရိယာအိမ်တော်ကိုဖျက်ဆီးစေမယ့်ယန္တူသုံးမျိုးကြောင့်ကိုဝင်ကားလိုပါတယ်။ဘုရားသခင်ကဒီလောကမှာခရိယာအိမ်တော်ကိုတည်မင်းစေတယ်။ဖခင်ရဲ့အလိုတော်နဲ့တည်ဆောက်စေတယ်။ဘာကြောင့်လဲပြောတဲ့အခါမှာအိမ်တော်အားဖြင့်သူ့ရဲ့နိုင်ငံတော်တိုက်ကြေပြန့်ဖို့အသင်းတော်တွေကောင်းကြီးဖြစ်ဖို့အသင်းတော်တွေခိုင်ခံ့ဖို့ဘုရားကခရိယာအိမ်တော်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ကောင်းကြီးပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီခရိယာအိမ်တော်ကို တစ်ချိန်လုံးထိုးနေပြီးတော့အိမ်တော်မတည်မြဲအောင်အိမ်တော်ပြိုကွဲအောင် အိမ်တော်ကျဆင်းအောင်အိမ်တော်ကိုအမျိုးမျိုးအနှောက်အယှက်ပြုနေတဲ့ရန်သူရှိပါတယ်ခရိယာအိမ်တော်ကိုဖြစ်စည်းစေမဲ့ရန်သူ၃မျိုးအကြောင်းကိုအနေငယ်ဆင်ခြင်မှုဖြစ်ပါတယ်ပထမရန်သူကကျွန်တော်တို့ရဲ့အိမ်တော်မှာတမန်တရားစံနှုန်းထက် အမှန်တရားရဲ့စံနှုန်းလောကရဲ့စံနှုန်းကိုအချင်းချင်းတယောက်ကိုတယောက်တောင်းဆိုနေမှုဖြစ်ပါတယ် ဒီဟာကကျွန်တော်အိမ်တော်အတွက်အမတာမအန္တရာယ်များတဲ့အရာဖြစ်ပါတယ်တကယ်တော့အိမ်တော်မှာတမန်တရားစံနှုန်းကိုလိုက်လျှောက်ပြီးတော့နှုတ်ကပတ်တော်ကပြောတဲ့စံနှုန်းတွေအတိုင်းချိန်ညှိပြီးတော့အသက်ရှင်ရမှာဖြစ်ပါတယ်အိမ်တော်မှာနှုတ်ကပတ်တော်မအုပ်ဆိုးတော့ဘူးနှုတ်ကပတ်တော်ကနေရာမယူတော့ဘူးနှုတ်ကပတ်တော်ကိုဘေးဖိထားပြီဆိုရင်အဲ့ဒီအိမ်တော်မှာစိုးရင်စရာတွေအများကြီးရှိပါတယ်ဥပမာတစ်ခုတစ်ခါတည်းကျရင်ခုနောက်ပိုင်းမှာကျွန်တော်အိမ်တော်မှာဘာတွေတောင်းဆိုလာကြလဲဆိုတော့ နင်ကားငါကိုဂယုဆိုင်ရင်ငါလည်းနင့်ပေါ်မှာဂယုဆိုင်မယ်နင်ကားငါကိုဟွာပေးရင်ငါလည်းဒီယာပေးမယ်မှန်ပါတယ်ဒီအကြောင်းရတဲ့ဒီယာတွေကလူခွင့်ရေးနင်ကားကိုဒါပေးရင်ငါလည်းဒီယာပေးမယ်ဒါကအမှန်တရားနောက်ပြီးတော့တချို့အိမ်တော်တွေမှာဒီလောကရဲ့ဇက်ကားတွေကိုကြည့်ပြီးတော့ဟာကြည်စမ်းဟိုဇက်ကားမှာတောင်မှဟိုအမျိုးသားကဒီလိုပြောတယ်ဒီလိုပြောတယ်ကျွန်တော်ခရိယအိမ်တော်က ဒီလောကရဲ့ဇက်ကားတွေကိုကြည်လာပြီးဆိုကြတဲ့ကဒါတွေအမှားပဲဖြစ်ပါတယ်ဒါတွေလောကရဲ့စံချိန်စံညုံဖြစ်ပါတယ်ဒီနေ့ကျွန်တော်ယုံကြည်သူများကတော့အဲ့ဒီလောကရဲ့အရာကနေယူပြီးတော့မိမိရဲ့အိမ်တော်ကိုတည်ဆောက်ရမှာမဟုတ်ပါဘူးကျွန်တော်တို့ကတမာတန်းစာဖခင်ရဲ့မိန့်တော်မူချက်ကိုစံနှုံးထားပြီးတော့အိမ်တော်ကိုတည်ဆောက်ဖို့လိုအပ်ပါတယ်ရှင်မောင်တော်နှစ်ယောက်ရှိပါတယ်သူ့အမျိုးသားကမယုံကြည်တော့သူအစပိုင်းမှာအိမ်တော်အဆင်မပြေဘူး အရင်မူလာတဲ့ခါခါတိုင်းမှာသူ့ရဲ့ဇနီးကိုရိုက်တယ်။သူ့ဇနီးကလုံးဝစိတ်တမကြောက်သူ့ရဲ့အမျိုးသားအတွက်နံပါတ်၁သူယမကာလူလင်ဘွားနဲ့ပြောင်းလဲဖို့အတွက်စူတောင်းတယ်။ပြီးတဲ့ခါမှာသူဖျားကိုတိကျွမ်းလာတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်စိတ်ရှည်လက်ရှည်နဲ့သူ့ရဲ့အမျိုးသမီးကသူ့ရဲ့အိမ်တော်ဘက်ကစူတောင်းပေးတယ်။အချိန်ကာလကြာလာတဲ့ခါမှာသူ့ရဲ့အမျိုးသားပြောင်းလဲသွားတယ်။အံ့ဩဖွယ်ရယုံပြောင်းလဲတာရိုးရိုးပြောင်းလဲတာမဟုတ်ဘဲနဲ့ တကယ်ဖျားတွေတန်ဖိုးရှိတဲ့လူတယောက်ဖြစ်ပြောင်းလဲလာတယ်အကိရိတာတစ်ချိန်လုံးကအမျိုးသမီးဘက်ကအဲဒီလောကရဲ့စံနှုန်းတွေအမှန်တရားရဲ့စံနှုန်းတွေကိုလိုက်ပြီးတော့သူဖြည့်ရှင်းမယ်ဆိုရင်အိမ်တော်ကွေးတာကြပြီ။ तू မျောလင့်တယ်လို့ဖြစ်မလားဘူး။ तू လိုချင်တဲ့အရာတွေဖြစ်မလားဘူး။စိတ်ကူးတဲ့အတိုင်းဖြစ်မလားဘူး။ဒါပေမဲ့ယုံကြည်ခြင်းနဲ့ဆုတောင်းပေးတဲ့ခါမှာသူ့ရဲ့အမျိုးသားပြောင်းလဲလာတယ်။ဒါဒီတမန်တရားဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ကျွန်တော်ခရိယအိမ်တော်ကိုတမန်တရားရဲ့စံနှုန်းနဲ့ကြောက်ရမှာဖြစ်ပါတယ်။တမန်ကျမ်းစာကဒီလိုပြောပါတယ်။အေဖေဩဝါဒစာခန်းကြီး9အပိုင်ငယ်33မှာတို့ရတွင်တင်တို့ဒီအတီးတီးကိုချစ်တကယ်သူကိုခင်ပွန်းကိုချစ်ကြလော့မိမဒီလည်းကိုခင်ပွန်းကိုယူသေးစေကြလော့အတီးတီးချစ်ဖို့လိုတယ်မြို့သားကကိုခင်ပွန်းကိုချစ်ဖို့လိုတယ်အမျိုးသမီးကြပြန်တော့လေကိုခင်ပွန်းကိုယူသေးဖို့လိုတယ်ဆိုတာကိုဒါနှုတ်ကပတ်တော်ပြောပါတယ် ဒါဒီတမန်တရားဖြစ်ပါတယ်။ဒီတမန်တရားကိုကျွန်တော်ချင်းခွင်ရှာညီမြအောင်ကျွန်တော်တို့လိုက်လျှောက်ပြီးမှသာလင်ကျွန်တော်အိမ်တော်ကဖရာဘုန်းတော်တင်ရှာမှာဖြစ်ပါတယ်။နောက်ဒုတိယတစ်ခုကတကူကောင်းဆန်ခြင်းဖြစ်ပါတယ်။အိမ်တော်မှာတကူကောင်းဆန်လာတဲ့အခါမှာအတ္တတဘောတွေဆန်လာတဲ့အခါမှာ အိမ်တော်ကဒီအိမ်တော်နဲ့ဒီအိမ်တော်မှာအန်ဒီရဲ့များနေပြီဆိုတာထောက်ပြတဲ့အချက်ဖြစ်ပါတယ်။ဥပမာတစ်ခုစင်နီမော်နာနှစ်ယောက်ထမင်းတော်စာကြတယ်။ အမျိုးသားကအလုတ်ကိစ္စတွေရှိတဲ့ခါမှာမင်းမြန်စားပြီးတော့သူ့အမျိုးသမီးကိုပြောလိုက်တယ်မင်းမြန်စားသွားကြမယ်အမျိုးသမီးဖြစ်သူကမဟုတ်ဘူးငါအေးဆေးဆေးပဲစားခြင်းနဲ့နေနားမလဲဘူးလားအဲ့တော့အမျိုးသားဖြစ်သူကပြန်ပြောတယ်မင်းမြန်စားပြီးရင်သွားကြမယ်အမျိုးသမီးဖြစ်သူကလည်းပြန်ပြီးပြောတယ်မင်းမြန်မစားတတ်ဘူးအေးစစ်စစ်ပဲစားခြင်းတယ်ဒီလိုနဲ့ညနေခင်းမှာညနေစာသွားစားမဲ့ဇနီးမောင်နှံတစ်ယောက်ကအစတုန်းကလာတဲ့အချိန်မှာ တကယ်ပျော်စရာကောင်းတဲ့အခြေအနေဖြစ်ခဲ့တယ်။ထမင်းဆိုင်တွေရောက်ပြီးမှ စကားများပြီးတော့ပြန်ခဲ့ရတယ်။တယောက်နဲ့တယောက်မပျော်ရွှင်နိုင်ဘူး။အဲ့တော့ဒီယာတွေကတကူကောင်းဆန်တဲ့အတ္တကိုအခြေပြုတဲ့အရာတွေဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ခရိယံအိမ်တော်တွေအထူးသဖြင့်ကိုကိုလိုချင်တဲ့ဘက်ကိုပဲဇောင်းပေးပြီးတော့ပြောမယ်။ကိုယ့်ရဲ့အတ္တကိုဇာတိအလိုကိုပဲဦးစားပေးပြီးတော့ဆိုနေမယ်ဆိုရင် ျွန်တော်တို့အိမ်တော်မှာဒီတကူကောင်းဆန်တဲ့အတ္တတဘောကကျွန်တော်တို့ပျော်ရွှင်စရာကောင်းတဲ့ခရိယာအိမ်တော်ကို ဖြစ်စီပြမှာဖြစ်ပါတယ်။ဒါဒီတမတရားမဟုတ်ဘူး။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခရိယာအိမ်တော်ကိုတမချမ်းစာနဲ့အညီတမတရားနဲ့အညီစံနှုန်းထားပြီးတော့အိမ်တော်ကိုတိဆောက်ဖို့ဖြစ်ပါတယ်။တမချမ်းစာကဒီလိုပြောပါတယ်။ဘေးဖြစ်ဝရစာခန်းကြီးငါပိုက်ငယ်27မှာခရစ်တော်ကိုခန့်ညာသောအားဖြင့်အချင်းချင်းတယောက်ကိုတယောက်ကိုကိုကိုနှိမ်ချကြတော့ ဒါဒီတမန်တရားဖြစ်ပါတယ်။အိမ်တော်မှာဇနီးမောင်နှစ်ယောက်ခရစ်တော်ကိုခန့်ညာသောအဖြစ်အချင်းချင်းတယောက်ကိုတယောက်နှိမ့်ချတဲ့တဘောနဲ့တွာလာဖို့ဖြစ်ပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်အိမ်တော်ကအတ္တတဘောတွေဇာတိတဘောတွေအိုးဆိုးလွန်မိုးပြီးတော့အိမ်တော်မှာပျော်ရွှင်မှုငိမ့်တဲ့ခြင်းပျောက်ဆုံးမှာဖြစ်ပါတယ်။ဒါဒီခရစ်ယာန်အိမ်တော်ကိုဖျက်ဆီးစေတဲ့အတန်တိတ်လက်နက်တစ်ဖွဲ့ဖြစ်တဲ့စာတန်ရဲ့အားကောင်းတဲ့လက်နက်လည်းဖြစ်ပါတယ်။ ်အိမ်တော်ကိုဖျက်ဆီးစေတဲ့နောက်နံပါတ်3တစ်ခုက အသွေးသေးကဖောက်ပြန်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ခရိယံအိမ်တော်မှာဖောက်ပြန်ခြင်းလို့ပြောတဲ့ခါမှာတဘာအမျိုးသားတဘာအမျိုးသမီးနဲ့တွားပြီးတော့ဖောက်ပြန်နေမှဒါရီဖောက်ပြန်တယ်လို့အမှတ်တာမဟုတ်ပါဘူးဥပမာတစ်ခု ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့ခင်မုန်းမဟုတ်တဲ့တခြားသူတယောက်ကိုစိတ်ကူးထရနေအတွေးထရနေအော်သူဒါဆိုရင်ဘလောက်ကောင်းမလဲပြီးတော့တစ်ချိန်လုံးကကျွန်တော်တို့နှစ်တက်ခဲ့တဲ့ကိုယ့်ရဲ့ ချစ်တူဟောင်းပဲဖြစ်ဖြစ်တရကိုဒရိယပြီးတော့ငါရဲ့အိမ်တောင်ဘက်နေရာမှာနေတာဆိုရင်ဘယ်လောက်ထိကောင်းမလဲနေကငါဘဝအတွက်အရန်ကောင်းတယ်ခုလက်ရှိငါပေါင်းနေတဲ့သူတစ်ထက် ပို့ပြီးတော့ကောင်းတယ်လို့စိတ်ကူးထရနေပြီအဲ့လိုတန်းတာမျောလွင့်နေတယ်ဆိုရင်ဒါကစိတ်ကူးထရနေဖောက်ပြန်ရာရောက်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခရိယန်အိမ်တော်မှာဒီလိုမျိုး စပြီးတော့ဖောက်ပြန်တဲ့အရာကကျွန်တော်စိတ်နှလုံးထဲရနေပြီးတော့ဖောက်ပြန်တဲ့အရာကနေစတာဖြစ်ပါတယ်။ဒါတွေအင်မတန်မှအန္တရာယ်များပါတယ်။ဒါကြောင့်ဒီလေးကျွန်တော်ခရိယအိမ်တော်တွေအချိန်မတန်မင်းနဲ့အလွေလင့်တကူကွာရှင်းကြရတယ်၊ပြည့်စည်ကြရတယ်။ဒီရဒီကလုံးအခြေခံကြည့်တဲ့အခါမှာနေကျွန်တော်လှိလာတော့တဲ့အကြောင်းအရာကိုမြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်တမချန်းစာကကျွန်တော်တို့ကိုဒီလိုလေးတတိပေးပါတယ်။ရှမသေးခန်းကြီးကအပိုင်ငယ်28မှာ ငါပညတ်ဒီကကိလီတာစိတ်နဲ့သူ့မယားကိုကြည်တော်သူသည်စိတ်နှလုံးထဲ၌ထိုမိမနှင့်ပြစ်မှားပြီ။ဒါကြောင့်ယေရှုခရစ်တော်ကပြောပါတယ်ကိလီတာစိတ်နဲ့သူ့မယားကိုကြည်တော်သူသည်စိတ်နှလုံးထဲ၌ပြစ်မှားတယ်။ဒါကအတွေ့အထိကဖောက်ပြန်မှုတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူများကျွန်တော်ခရစ်ယာန်အိမ်တော်ကိုဖျက်ဆီးစေတဲ့ယန္တူအများကြီးရှိတဲ့အထက်ဒီနေ့လိလာသွားတဲ့အကြောင်းအရာ၃ခုကအထူးသဖြင့်ကျွန်တော်တို့ရဲ့ အနည်းဆုံးရန်သူတွေဖြစ်ပါတယ်ဒါကိုကျွန်တော်တို့သတိပြုပြီးတော့ကျွန်တော်တို့အသက်တာကို ပြင်ဆင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့အိမ်တော်ကိုတမန်တရားပေါ်တမန်တရားအုံမြစ်ပေါ်မှာတည်ဆောက်ထားမယ်ဆိုရင်ဘယ်လိုစုံစမ်းခြင်းကမှကျွန်တော်အိမ်တော်ကို ဖြူဖြက်ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူးဒါမှမဟုတ်ဘဲနဲ့ကျွန်တော်အိမ်တော်ကို လောကရဲ့စံနှုန်းအမှန်တရားရဲ့စံနှုန်းတွေနဲ့တည်ဆောက်နိုင်မယ်ဆိုရင်ကျွန်တော်တို့အိမ်တော်ကကျိုးတန်းပေါ်မှာရှောက်နေတဲ့လူတယောက်ရဲ့အလားအချိန်မီပြုတ်ကျနိုင်တယ် အချိန်မရွေးပြည့်စည်နိုင်လေဆိုတာကိုကျွန်တော်သတိပြုဖို့ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ကိုဆင်ခြင်တဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တတော်ကိုအထူးသဖြင့်ပြင်ဆင်ပြီးတော့ကျွန်တော်ရဲ့အိမ်တော်ကိုခရစ်တော်အုပ်စိုးတဲ့အိမ်တော်ဖြစ်စေဖို့ကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်ပါတယ်။အိမ်တော်မိသားစုအားလုံးပေါ်မှာဘုရားသခင်ဘုန်းတော်ထင်ရှားပြီးတော့ဘုရားရှင်ကောင်းချီးပေးပါစေ။